အခုမင်ကဒီပုံလေးပေါ့နော်ဒါလေးကိုစမ်းထိုးကြည့်နေမင်းထိုးတဲ့ချီကတော်တော်လေးသေးသွားတော့ဒီ pattern လေးရပေါ့နော်ဒါအနည်းဆုံး3 plain လောက်နဲ့ထိုးမှအဆင်ပြေမှာအခုဒါလေးကအချီသေးနေတော့ပေါ့နော်ပုံစံလေးအတိအမျိုးဖြစ်သွားတဲ့အတိုင်းပဲချစ်ရလေးပါမင်ဒီ pattern လေးချက်တင်ပေးခြင်းလို့ပေါ့နော်ဒါလေးအဲပြင်တန်ရကွန်လေးနဲ့ပြမယ်နော် ဒါကကြတော့အဲ့ဒီရင်ဘက်ကပက်တန်လေးကိုသုံးပြီးတော့မိမအင်းကြီးရဲ့လက်လက်ကိုထိုးထားပါဘောနော်ဒါတစ်ဖက် ထိုးကြည့်ထားထိုးပေးနေအကုန်လုံးလည်းတင်ကျင်တဲ့လူလည်းတင်လို့ရအောင်ဆိုပြီးညာဌာနလေးလို့ပြေးဖို့စဉ်းစားထားပါတယ်ဒီအင်းကြီးလေးကကြတော့ဒါမင်းအင်းကြီးမှချီရသေးတော့လေနာနေမလေးဒီတိုင်းအဆင်ပြေလို့ရရတော့ကာလာအတွက်ကမမှန်မှုဖြစ်နေရင်ဘက်ကဒီလိုလေးပဲရပါလေလက်ကိုဒီရင်ဘက်ကဘတန်လေးတိုင်းလက်ကိုယူမှာပါ ခုခြေနေနဲ့ဆိုလို့ရှိရင်ဒါကတရုတ်ခြေလုံးပေါ့နော်အနည်းဆုံး900ဂရမ်လောက်တော့ရှိမယ်ထင်တယ် site design ကအာ store ဖြတ်တာရောင်းနေမြင်ဝင်လာပေါ့နော်အင်ကြီးတစ်ထည့်လုံးပြီးတော့မှဒီမှာအများကြီးကျန်သေးတယ်အရင်လေအဲဒီဒီခြေနဲ့ထိုးရမယ် site ကတော့တော်တော်လေးသေးတယ်အရင်တော့က block to ply site လောက်ပဲရှိမယ်ထင်တယ်အဲကတော့မင်းကတော်တော်များများက1.75နဲ့ပဲထိုးတော့ပေါ့နော်အခုလဲရနဲ့ပဲထိုးပါမယ် အခုဒီလက်ပုံစံတွေကဒီလိုလေးထိုးမယ်ပေါ့နော်ဒါပခုံးပေါ့ဒီလိုလေးခောက်လိုက်ရင်ဒါကိုရယ်နဲ့မင်းတူတိုရီယယ်ကြည့်နေကြလို့ဆိုဒီမှာကိုရယ်နဲ့ဒါလိုက်တင်လေးလိုက်ချုံလိုက်အောင်မယ်အဲ့တော့မင်းကဒီထိုးဆောင်မှာကြာတော့ပုံမှန်လက်ပုံစံနဲ့မတူတာပါလဲဆိုပုံမှန်ကြာတော့ဒီလက်လက်အရင်ပေါ့နော်ကိုလိုချင်တဲ့အရှိအနေဒီပေါ်ဖြည်းဖြည်းချင်းတက်တိုင်းနေစားလာရတယ်ဒီမှာကြာတော့မင်းကလက်ကိုဝဲအဲ့လိုပွားပွားလေးဖြည်းချင်တာမလို့ဒီပခုံးဆက်မဲ့နေရာကနေစားပြီးတော့အောက်ကိုပြန်ကာသွားရပေါ့နော်သူပတန်အလားလေးကိုယူထားတာပါအဲ့တော့ဒီပခုံးနေရာကနေစားထိုးရပါမယ် မဲမဲတဲတဲလေးဖြစ်နေအောင်ဒီခံပြီးမလို့ဆောင်းဆိုင်ချီလေးကိုခေါက်ပြီးတော့ပြလို့ဆိုဒီချက်ယူခွင်းလေးရင်လုပ်လိုက်မယ်လုပ်ပြီးလို့ရှင်1 2 3ချိန်လေးကိုပြီးရင်တရေရေတရေရေပြီးတော့ဒီအစွန်ဆုံးပေါ့နော်ဆထုတ်ခဲ့တဲ့ပထမဆုံးချိန်ပေါက်ကနေပြီးတော့တရေတိုင်ရှည်တရေတိုင်ရှည်ဆိုနှစ်ခွင်းတစ်ခါနှစ်ခွင်းတစ်ခါဖြုတ်မယ်ကျင်းနဲ့ချိန်တုံးကိုတရည်ကျင်မယ်ဒီဆုံးခဲ့တဲ့နေရာကဒီကျိုးလေးနှစ်ခုကနေပြီးတော့ ခြေချက်ယူနှစ်ခွင်းတစ်ခါနှစ်ခွင်းတစ်ခါဖြုတ်တင်းနှင်းသုံးတရရစ်မယ်စုံနေရာနေနှစ်ခွင်းလောက်ကလေးကိုချက်ယူမယ်ချက်ယူပြီးလို့ရှိရင်ခြေချက်ယူနှစ်ခွင်းတစ်ခါနှစ်ခွင်းတစ်ခါအဲ့တော့တရတိုင်ရှည်ခွင်းလေးသုံးခွင်းရတာလေသုံးခွင်းရတာပြီဆိုလို့ရှိရင်တိုင်ရှည်တိုင်စားချိန်သုံးခုချိန်သုံးခုလို့ရှိရင်ဒီပထမခွင်းပေါ့နော်အဲ့ဒီခွင်းလေးထဲမှာကတရတိုင်ရှည်နှစ်တိုင်း chain တစ်ခုနောက်ထပ်အဲ့ဒီအပေါက်ထဲမှာပဲတရစ်တိုင်းရှိနှစ်တိုင်းအစုံးလေးကကလုံးဒီပက်တန်အတိုင်းဖြစ်မှာနော်ပြီးလို့ရှိရင်ကသူက chain သုံးခုလား chain သုံးခုလာပြီးလို့ရှိရင်ဒီအလဲခွင်းအလဲခွင်းမှာကြတော့တရစ်ရစ်မယ်ချီချဲယူတရစ်တိုင်းရှိဆိုနှစ်ခွင်းတစ်ခါနှစ်ခွင်းတစ်ခါ chain သုံးခုတရစ်ရစ်အဲ့ဒီခွင်းထဲမှာပဲချီချဲယူ နှစ်ရက်တိုင်းတစ်တိုင်းဒီမှာကျတော့နှစ်ရက်တိုင်းနှစ်တိုင်းချင်းတစ်ခုနှစ်တိုင်းလာရဲ့ဒီလဲမှာကျတော့တစ်တိုင်းချင်းသုံးခုတစ်တိုင်းပဲလာပြီးရင်ချင်းသုံးခုဒီပဲဆုံးကကျတော့ဒီအဆုံးမှာထိုးခဲ့တယ်လို့မျိုးပဲဒီတိုင်းရှိခွင်ထဲမှာတစ်ရက်တိုင်းတစ်တိုင်းနောက်ထပ်တစ်တိုင်းနှစ်တိုင်းချိန်တက်ခုအဲ့ဒီ queen နဲ့မှာပဲဒီနာလေးကနည်းနည်းစိတ်ရှိပြီနော်ချီရလဲလဲသွားတော့လို့တတိုင်းနှစ်တိုင်း နော်ပြီးလို့ရှိရင်တော့တရည်ရည်ပြီးတော့ဒီစားစားခြင်းထိုးကြတဲ့ဒီအဆုံဆုံးချင်းပေါက်လေးတွေမှာတရည်တိုင်းတတိုင်းသူကဇက်တိုင်းကိုတွဲချိုးအောင်မဟာအတွက်လည်းအဆင်ပြေအောင်ဘလို့မင်းကဒီအဆုံနေအကုန်လုံးမှာတိုင်းရည်တိုင်းသာချင်းသုံးခုတွေထည့်ထားပါတယ်ဒါကပထမဆုံး row 1မှာ row 2 row 2တက်မယ်ဆိုလို့ရှိရင်တိုင်းရည်တိုင်းသာချင်းသုံးခုလာမယ်လာပြီးတော့ဒီဘက်ကိုပြန်လဲလှည့်ပြီးလို့ရှိရင်ဒီမှာလေးချင်းတကူချခဲ့တဲ့အထဲမှာကတိုင်းရည်တတိုင်း နောက်ထပ်တိုင်းရေတတိုင်းနှစ်တိုင်းချင်းတစ်ခုနှစ်တိုင်းအဲ့တော့သူကအစုံစုံတွေအကုန်လုံးအတူတူပဲเนาะအမင်းအတူတူပဲဆိုရင်ပွားတဲ့တနေရာလေးရှိတယ်အဲ့နေရာရောက်ရင်လည်းတခြားလေးပြပါမယ်အဲ့တော့ဒီမှာတိုင်းချီတိုင်းစာချင်းသုံးခုတက်မယ်နှစ်တိုင်းချင်းတစ်ခုနှစ်တိုင်းလာမယ်เนาะလာပြီးလို့ရှိရင်ချင်းသုံးခုချချပြီးတော့ဒီချင်းသုံးခုချခဲ့တဲ့ကွေထဲမှာတိုင်းရှိတရစ်တင်တိုင်းရှိခုနှစ်တိုင်းထိုးပါမယ်ခုနှစ်တိုင်းစတိုက်ထိုးပေးပါเนาะတင်းနည်းနည်းမြန်မြန်လေးထိုးလိုက်မယ်เนาะ၃၃ လေငါချောက်ချောက်ချောက်ညင်းညင်းနေအဲဒီတင်လိုက်ရေခုနတိုင်ပြီးလို့ရှိရင်ချိန်၃ခုချိန်၃ခုပြီးလို့ရှိရင်ဒီဘင်းမှာလေချိန်တစ်ခုခြောက်ခဲ့တဲ့နေရာမှာတိုင်ရှင်းတဲ့တိုင်ချိန်တစ်ခုတိုင်ရှင်းတဲ့တိုင်အစမှာထိုးခဲ့သလိုမျိုးပဲထိုးပေးပါ ကောမင်တီမင်းနေနေမှာတရိယာသွားလို့ပေါ့နော်ဒါကမူရင်းပက်တန်မှာသူကတော့အင်ဂျီမှာထည့်ထားတာမင်တီအလဲပိုင်းလေးကိုပဲယူပြီးတော့အခုထိုးနေရပါဘယ်ကနေစရလဲဆိုတော့မင်တီဒီပက်တန်လေးကနေစရတယ်ပေါ့နော်အဲ့တော့အောက်ကချိန်နေမရှိတဲ့အတွက်မင်းကတော့ချိန်ခွင်းလေးတုံးခွင်းနဲ့စလိုက်တာပါဒီပက်တန်အတိုင်းစတာပါနော်အဲ့တော့အခုကဒီဒီဒီတန်းကိုရောက်သွားရပေါ့နော်တိုင်းချင်းခုနှစ်တိုင်းချင်းသုံးခုနှစ်တိုင်းချင်းတခုနှစ်တိုင်းထိုးလိုက်ပါလို့ပြောထားပါတယ်။မင်းပက်တန်မှာဖက်တန်ကိုတစ်ခါလေးပြုတ်ပြီးမယ်ပေါ့နော်။ ငါချီယာ sorry ချီယာညိနေလို့ငါတိုင်းရှင်းနဲ့တိုင်းချင်းတက်ခုတိုင်းရှင်းနဲ့တိုင်းထိုးပြီးလို့ရှိရင်ဒီအစုံလေးကတော့မင်းပက်တန်နဲ့မတူဘောနော်မင်းကအလဲဝင်းမဲ့ယူထားဖြစ်တဲ့အတွက်နောက်ထပ်တရရရတရရပြီးတော့ဒီအစုံစုံလေးချင်းသုံးခုတက်ခဲ့တဲ့ထိတ်ဆုံချင်း တိုင်ချင်းနဲ့တိုင်ထိမဟုတ်ဘူးเนาะချိန်သုံးခုတက်ခဲ့တဲ့ချိန်ဆုံးချိန်မှာကတိုင်ရှိတိုင်ဆွဲလိုက်မယ်ပြင်ရင်ပြောကြတဲ့အတိုင်းပဲဘီဘက်ဒီအကုန်လုံးအတူတူပဲဆိုတော့ချိန်သုံးခုနဲ့တိုင်ရှိတိုင်စာတက်ပြီးရင်ဒီအလယ်မှာကတိုင်ရှိနှစ်တိုင်ချိန်နှစ်ချိန်တစ်ခုတိုင်ရှိနှစ်တိုင်ပဲဆက်ထိုးမယ်တရရင်တိုင်ရှိနှစ်တိုင်ချိန်တစ်ခုနောက်ထပ်တိုင်ရှိကနှစ်တိုင်နှစ်တိုင်ပြီးလို့ရှိရင်ဘာလုပ်မလဲဆိုတော့ဒီမှာเนาะ ခုနှစ်တိုင်းထိထိုးပြီးသွားပြီဆိုတော့ဒီကပြန်လည်လာတဲ့အတန်းအောင်ရောက်နေဒီမှာဆိုလို့ရှိရင်ဒီမှာနှစ်တိုင်းချိန်တကူနှစ်တိုင်းပြီးရင်ဒါချိန်သုံးခုချိန်သုံးခုပြီးလို့ရှိရင်တိုင်ရှည်လေးရဲ့အထိမှာဒီအပေါင်းလက္ခဏာလေးတွေကအတိုင်းတူပေါ့နော်အဲတတိုင်းရဲ့အထိမှာတိုင်းတူချိန်သုံးခုနောက်တတိုင်းရဲ့အထိမှာတိုင်းတူချိန်သုံးခုအဲ့လိုလေးဒီဆုံးတီထိုးဆိုတော့ချိန်ကတူတဲ့1 2 3အပေါင်းအင်းချိန်ကွင်းက1 2 3 4 5 6ခုလာမယ် ဝင်ကလေးပတ်တန်နဲ့တင်ပြတာနည်းနည်းတော့ကြားရတယ်ဒါပေမဲ့ဖက်တက်သွားအောင်လို့တစ်ခါလေးပြောပြပြပြအောင်နော်အဲ့တော့သူ့ထဲမှာပါတဲ့အတိုင်းချိန်သုံးခုလာမယ်လာပြီးလို့ရှိရင်ထိတ်ဆုံးအတိုင်းရှိပေါ်မှာကတိုင်းတို့တတိုင်းပြင်ချိန်သုံးခုခွင်းလာမယ်ဘေးအကိုက်ရဲ့အတိုင်းရှိပေါ်မှာကတိုင်းတို့တတိုင်းချိန်သုံးခုတိုင်းတို့ထိုးရလာမသိနော်ဘာမှရစ်စရာမလိုဘူးအကူထဲချီချိတ်ယူလိုက်ချိန်သုံးခုဒီတိုင်းထိတ်ကနေအကူထဲချီချိတ်ယူချိန်သုံးခု ဒီဟာကခွင်းကတိုးတဲ့6ခွင်းရှိရပါမယ်ပေါ့နော်အစုံအစုံဆုံးခုနှစ်တိုင်မြောက်တိုင်ရဲ့ထိတ်ထီသွားပါမယ်ဒီမှာဒီတိုင်ရဲ့ထိတ်ထိတ်ထီသွားချိန်ခွင်းလေးကဒီမှာတွန့်နေရအောင်နော်ဒီရှာကြည့်ပေးပါ1 2 3 4 5 6 6ခုရှိရမှာပြီးရင်ချိန်3ခုနဲ့ဒီဘက်ချိန်တစ်ခုချခဲ့တဲ့ဒီနေရာလေးထဲမှာကတိုင်ရှင်နဲ့တိုင်ချိန်တစ်ခုတိုင်ရှင်နဲ့တိုင်လာပါမယ်နောက်တိုင်ချိန်တစ်ခု တိုင်းရှိနှစ်တိုင်းဒါကသုံးတန်းမြောက်ပါပြီးရင်ထုံးတဲ့အတိုင်းတင်းကြီးရစ်ပြီးတော့ဒီကတင်းနှစ်သုံးချိန်သုံးခုတက်ခဲ့တဲ့အစွန်ဆုံးချိန်ရထိမှကတင်းကြီးတိုင်းရှိတတိုင်းဆွဲလိုက်မယ်နောက်တတန်းဆိုလို့ရှိရင်လည်းပဲဒီလိုမျိုးပဲချိန်သုံးခုစာတက်မယ်ဒီအပေါက်ထဲမှာတိုင်းရှင်းတဲ့အတိုင်းချိန်နှစ်ခုတိုင်းရှင်းတဲ့အတိုင်းဒီတိုင်းပဲဆက်ထုံးမယ်နော်ဟောပေါ့ချိန်တစ်ခုပြောတာတိုင်းရှိနှစ်တိုင်းဟောဒီတန်းရောက်ပြီဆိုလို့ရှိရင်လည်းပဲဒီမှာမင်းကြည့်မယ် ဒါကစောစောထုတ်ခဲ့တာချိန်ကွင်းလေးနဲ့ဒီမှာဆုံးတယ်အဲ့တော့ဒီဘက်မှာလည်းဒီမှာနှစ်တိုင်းချိန်တစ်ခုနှစ်တိုင်းလာတယ်လာပြီးလို့ရှိရင်ချိန်သုံးခုတန်းလေးလာမယ်။ကွင်းလေးရဲ့ထိမ်မှာအတိုင်းတို့ပြီးရင်ချင်းသုံးခုကွင်းလေးနောက်ကွင်းလေးရဲ့ထိမ်မှာအတိုင်းတို့အတိုင်းလေးဆက်လာပါမယ်။ အဲ့တော့မင်းပက်တန်ကိုမြင်ရအောင်ဒီဘေးနားလေးချထားလိုက်မယ်ပေါ့နော်ဒီကမှတိုက်ကြည့်လိုက်တော့မဟုတ်ရင်ဂျူတိုရီယာလေးတအားကြနေမှာဆိုပြီးမှချိန်သွုံခုလာလာပြီးလို့ရှင်သူ့မှာပြထားလို့မျိုးကွင်းလေးရဲ့ထိတ်မှာတိုင်းတို့လာမယ်ပြီးရင်ချိန်သွုံခုနောက်ကွင်းလေးရဲ့ထိတ်မှာတိုင်းတို့နဲ့ချိန်မယ်ကွင်းနဲ့အက်ကိုဒီတိုင်းထိုးလိုက်ရပြီနော်အဲ့တူမှာကြတော့တကွင်းရော့သွားပြီတူတဲ့က1 2ဒီမှာ2ကွင်းရှိပြီဒါက3ကွင်းအတန်လေးဆိုနေတိခံပြီပါနော်ဒါက4ကွင်း ဒါကငါးခွင်းမြောက်ခွင်းကအလိုမျိုးဝဲတဖြည်းဖြည်းနဲ့ယော့သွားမယ်ကျန်တာကချိန်၃ခုနဲ့ဒီရဲ့ခြေထဲမှာတိုင်ရှင်းတဲ့တိုင်ချိန်တစ်ခုတိုင်ရှင်းတဲ့တိုင်အစွန်ဆုံးမှာကတိုင်ရှင်းတဲ့တိုင်လမ်းချိန်မယ်အော်ဒီမှာမင်းဆိုတော့ပြောထားတဲ့အတိုင်းဒီဘက်ကအဆုံဆုံး1နှစ်3ခုမြောက်ချင်းရဲ့ထိမှကတိုင်းရှိတဲ့တိုင်းလာမယ်ပြီးရင်ချင်း3ခုချင်း3ခုဒီမှာထူးခြားတဲ့ဟာတစ်ခုပြောပြမယ်နော်ဒီဒီတိုင်းလေးဒီမှာ နှစ်တိုင်းချင်းတခုနှစ်တိုင်းချင်းတခုနှစ်တိုင်းဒီလိုနှစ်ခုကနေသုံးခုလေးပွားသွားတဲ့နေရအဲ့နေရဘယ်ချိန်မှာပွားရမလဲဆိုတော့မင်းတို့ဒီချင်းကွင်းလေးဒါလေးကိုကြည့်ကြည့်သုံးခုကွင်းလေးတကွင်းနှစ်ကွင်းသုံးကွင်းလေးကွင်းအဲ့လေးကွင်းထိုးရမယ်အတန်းนี่အကုန်လုံးပေါ့နော်ဒီနောက်ထပ်အပွင့်နေပွားသွားရင်လည်းဒီလိုလေးခွင်းထွားမှအတန်းนี่အကုန်လုံးမှာတစ်ခါနှစ်ခါသုံးခါပွားပါတယ်အဲမင်းတို့မှတ်ထားရမှာကချင်းကွင်းလေးတဒန်းထိုးတယ် 6ခုတဒန်းထိုးတယ်။နောက်ထပ်ချင်းသုံးခုဝင်နေ9ခုတဒန်းထိုးပြီးတော့နောက်တဒန်းတက်တဲ့အချိန်တိုင်းမှာဒီလိုလေး3ခုပွားပါမယ်။အဲ့ဒါလေးကိုတတိထားပေးပါ။အမင်းစထိုးကသွားလဲလို့မျိုးခဏခဏအမားရပါတော့။အဲကြောင့်မလို့3ပြေးပေးပါအခုမင်းကဒီ queen လေးနဲ့တန်းထိုးပြီးသွားရဆိုလို့ရှင်ပြန်လှည့်ပြန်လှည့်ပြီးရင်စစောကပြောတယ်လို့မျိုးပဲအလဲဒီမှာနော် chain တကူခြားကြတဲ့နေရာမှာကနှစ်တိုင်း chain တကူနောက်ထပ်နောက်ထပ်ဒီနှစ်တိုင်း chain တစ်ခုအဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်နှစ်တိုင်းအခါတိုင်းပေါ့နော်နှစ်တိုင်း chain တစ်ခုနှစ်တိုင်းထိုးတော့အနေအဲ့နှစ်တိုင်းဘူးလေး၃ခုဖြစ်သွားတာပဲကွာပါတယ်ဂျန်နာက chain ၃ခုလာလာပြီးလို့ရှိရင်ဂွင်းလေးပေါ်မှာကတိုင်းတူ chain ၃ခုတိုင်းတူအော်ပွားတဲ့အတန်းပါဆိုလို့ရှိရင် chain ၃ခုဂွင်းလေးကတူတယ်၄ဂွင်းရှိရပါမယ်တဲ့ဒီကတူတယ်၄ဂွင်းရှိရပါမယ် ်ပြီးရင်ချိန်၃ခုနဲ့ဒီဘက်ဒီဘက်ရောက်ပြီဆိုလို့ရှင်လဲအလဲဒီချိန်နေရာလေးမှာအဲ့လိုနှစ်တိုင်လေးက၃ခုထရပါမယ်အဲ့တော့မင်းဒီနှစ်တိုင်ဝါလီကို၃ခုထိုးပြီးအဆုံးရောက်ပြီဆိုလို့ရှင်လဲပဲအဆုံးစောတိုင်မှာတိုင်ရှင်နဲ့အဆုံးတက်မယ်အဆုံးတက်ပြီးနောက်တန်းတက်မယ်နောက်ရန်တက်မယ်ဆိုလို့ဒီမှာကြည့်နော်ဒီနေ့မင်းတို့ကဒီအတန်းလေးထိုးပြီးတော့နောက်တန်းမှကြပုံမှန်တိုင်းအဲတိုင်းရှင်းတဲ့တိုင်းလေးလို့အပွင့်လေးပေါ့နော်နှစ်ပွင့်နှစ်ပွင့်သူကဒီအပေါက်လေးထဲမှာတစ်ခါတည်းထိုးလိုက်ပါတယ်အဓိကအဲ့ဒါလေးတွေကိုတတိထားရမယ်ပေါ့နော် ဘေးကတော့ထုံးစံအတိုင်းတိုင်းရှည်တိုင်းသာချိန်သုံးခုတက်မယ်ချိန်တစ်ခုချခဲ့တဲ့နေရာထဲမှာကတိုင်းရှည်နှစ်တိုင်းချိန်တစ်ခုတိုင်းရှည်နှစ်တိုင်းဒါကတပွင့်စာလို့သဘောထားလိုက်ပါနော်တပွင့်ပြီးလို့ရှိရင်ချိန်က3ခုချအဲ့ဒီပဲချိန်တစ်ခုချခဲ့တဲ့နေရာမှာနောက်ထပ်အဲ့လိုမျိုးတပွင့်စာပေါ့နော်တိုင်းရှိနှစ်တိုင်းချိန်တစ်ခုတိုင်းရှိနှစ်တိုင်း ထိုးပြီးလို့ရှင်ကျန်နာကတော့ချိန်၃ခုနဲ့ဒီကြားထဲကအထုံးစံအတိုင်းကွင်းလေးရဲ့ထိပ်မှာကတိုင်တူချိန်၃ခုတိုင်တူအဲ့ဒါလေးကိုစတိုက်ထိုးပါဟုတ်ထိုးလိုက်နေဒီမှာချိန်၃ခုပြီးတော့ဒီဘက်ဒီဘက်အချမ်းကိုရောက်လာပြီဆိုလို့ရှိရင်လည်းပဲဟိုရှေ့မှာရှေ့ဘက်မှာထိုးခဲ့တယ်လို့မျိုးပဲနှစ်တိုင်းချိန်တစ်ခုနှစ်တိုင်းကတပွင့်စာဖြစ်မယ်နော်ချိန်တစ်ခုနေရာမှာပြီးလို့ရှိရင်ကြားထဲမှာကချိန်၃ခုချမယ်နောက်ထပ်ဒီချိန်ချခဲ့တဲ့နေရာမှာက နှစ်တိုင်းချိန်တခုနှစ်တိုင်းနှစ်တိုင်းချိန်တခုနှစ်တိုင်းလာပြီးတော့လို့ရှိရင်အစွန်ဆုံးကတော့ထုံးစံအတိုင်းပဲသုံးခုမြောက်ချိန်ရဲ့အထိတ်ကနေလို့တိုင်းရှိတိုင်းဆွဲလိုက်မယ်အော်ဒီတိုင်းပုံစံလေးဖြစ်နေပါတော့ဒါဆိုလို့ရှိရင်တန်းနှစ်တန်းသုံးတန်းလေးတန်းငါးတန်း၆တန်းမြောက်၆တန်းမြောက်ထိပြီးတော့ပါပြီ ခုကခုနတန်းမြောက်ထိုးမယ်ပေါ့နော်ထိုးမယ်ဆိုလို့ချင်းထိုးစမ်းအတိုင်းချိန်သုံးခုတက်မယ်ပြန်လက်ပြန်လက်ပြီးဒီအပွင့်ပေါ်မှာကချိန်ချတဲ့နေရာမှာကနှစ်တိုင်းချိန်တက်ခုနှစ်တိုင်းပုံမှန်အတိုင်းပဲထိုးရုံပဲနှစ်တိုင်းချိန်တက်ခုနှစ်တိုင်းပြီးလို့ရှိရင်ချိန်တနှစ်သုံးခုလာသုံးခုလာပြီးဒီမှာအလဲမှာလေးချိန်လေးသုံးခုချခဲ့အဲ့ဒီအလဲအလဲချိန်နော် လဲချင်းပေါက်လေးတဲကိုဖြစ်နိုင်ရင်လဲချင်းပေါက်လေးတဲကိုထိုးပြီးတော့တိုင်းရေတတိုင်းတရစ်တင်တိုင်းရေနော်တိုင်းရေတတိုင်းချင်းသုံးခုနောက်ထပ်အဲ့ဒီအပေါက်လေးတဲမှာပဲတရစ်တင်တိုင်းရေတတိုင်းထိုးမယ်တတိုင်းထိုးပြီးလို့ရှိရင်ချင်းသုံးခုချင်းသုံးခုပြီးလို့ရှိရင်ဒီကြားထဲကချင်းတစ်ပေါက်ခြားခဲ့တဲ့နေရာတော့ထုံးစံအတိုင်းနှစ်တိုင်းချင်းတစ်ခုနှစ်တိုင်းဒါက9တိုင်းမြောက်နော် ှစ်တိုင်ထိုးပြီးလို့ရှိရင်အလဲအလဲကတော့ chain 3ခုနဲ့ဒီခွင်းထဲမှာကခွင်းမောက်မှာတိုင်တို့ chain 3ခုခွင်းမောက်မှာတိုင်တို့ chain 3ခုခွင်းမောက်မှာတိုင်တို့ဒီမှာကနက်နက်တီလေးရဲ့ခွင်းကတကွင်းနှစ်ခွင်းပဲကျန်တော့မှပြီးရင် chain 3ခုနဲ့ဒီဘက်မှာဆိုလို့ရှိရင်လည်းအလဲအပွင့်ရဲ့အပေါ်မှာကလိုနှစ်တိုင်ချင်းတစ်ခုနှစ်တိုင်အပွင့်လေးဆက်ထိုးမယ် အာမင်းကလေနားမလဲမှာဆိုလို့ဟိုဘက်ဖြားဒီဘက်ဖြားထိုးပြနေရပါတော့တကယ်တမ်းတော့ဟိုဘက်ဆွန်းဒီဘက်ဆွန်းကပုံစံကအတူတူပဲပြင်တရည်ရည်တရည်ရည်ပြီးချိန်သုံးခုချခဲ့တယ်အလဲချိန်ထဲမှာကတိုင်းရှည်တတိုင်းချိန်သုံးခုအဲ့ဒီအပေါက်ထဲမှာပဲတိုင်းရှည်တတိုင်းပြင်နောက်ထပ်ကချိန်သုံးခုလာမယ်အစုံဆုံးမှုရထိုးမပြတော့တော့ဒီမှာတပွင့်နဲ့တိုင်းရှည်တတိုင်းဆွဲလိုက်မယ် ဒီခုနှစ်တန်းမြောက်ကိုထိုးလာတော့လေတတိထားမိလားမသိဘူးဒီမှာတပွင့်စာရယ်တိုင်းရှိတတိုင်းချင်းသုံးခုတိုင်းရှိတတိုင်းရယ်တပွင့်စာရယ်အဲ့ဒီပက်တန်ကဘာနဲ့တူလဲဆိုတော့အမင်းပထမဆုံးဒီဒီချင်းခွင်းလေးကိုမကြည့်နိုင်ဘူးပထမဆုံးထထုတ်ခဲ့တယ်ဒါနဲ့အတူတူပဲနော်တပွင့်စာတိုင်းရှိတတိုင်းချင်းသုံးခုတိုင်းရှိတတိုင်းပြီးတော့တပွင့်စာအဲ row 1နဲ့ row 7ခုနှစ်တန်းမြောက်နဲ့အတူတူပါပဲအလယ်နားလေးပဲကွာတာပေါ့နော်အဲ့တော့အတူတူပဲဆိုတော့ထိုးစာအတိုင်းထိုးမယ်ဆိုရင်ချင်းတိုင်းရှိတက်မယ် တက်ပြီလို့ရှိရင်ပြန်လက်ဒီတပွင့်ပေါ်မှာကတိုင်းရှည်နှစ်တိုင်းချိန်တစ်ခုတိုင်းရှည်နှစ်တိုင်းမဲထဲမယ်ထည့်ပြီလို့ရှိရင်ချိန်၃ခုလာလာပြီးတော့အောက်မှာ root 2မှာပါထိုးခဲ့လဲဆိုတော့ဒီပေါက်လေးထဲမှာတိုင်းရှည်ခုနှစ်တိုင်းထိုးခဲ့တယ်လीအခုမင်းတို့ကပက်တန်အတိုင်းကြည့်မယ်ဆိုလို့ရှိရင်ဘယ်နှရောက်သွားရလဲဆိုတော့ဒီမှာဒါလေးပြီးသွားပြီ တပွင်ပြီးတော့တိုင်းရေတတိုင်းချင်းသုံးခုတိုင်းရေတတိုင်းချင်းသုံးခုကြာတပွင်ဒါပြီးတော့ဒီပြန်လဲလာတဲ့အတန်းရောက်ပြီเนาะဒီမှာတပွင်စာတပွင်စာပြင်ဒီကြားထဲမှာကချင်းသုံးခုနဲ့တိုင်းရေခုနှစ်တိုင်းထိုးရမယ်ဒါက၈တန်းမြောက်ပါတိုင်းရေခုနှစ်တိုင်းဒီအပေါက်ထဲမှာချင်းသုံးခုချခဲ့တဲ့ပေါက်ထဲမှာထိုးရမယ်1 2 3 4 5 6 7 8 9 10 ခုနှစ်တိုင်းခုနှစ်တိုင်းပြီးလို့ရှိရင်ချိန်သုံးခုချပြီးတော့ဒီအပွင့်ပေါ်မှာကအပွင့်မဲထိုးမယ်နော်နှစ်တိုင်းဒါအပွင့်လို့ပြောလိုက်မယ်နော်နှစ်တိုင်းချိန်တစ်ခုတိုင်းရှိနှစ်တိုင်းနှစ်တိုင်းပြီးတော့အလဲမှာကတော့ချိန်သုံးခုနဲ့ထိုးစံအတိုင်းဒီ queen လေးကတော့ရော့သွားပြီးတော့နော်ဆုံးထိုးစံအတိုင်းစက်တိုက်ထိုးရုံပဲချိန်သုံး sorry ချိန်သုံးခုနဲ့နောက် queen ပေါ်မှာကတိုင်းတူ အော်ဒီအတန်း၈တန်းမြောက်မှာဆိုလို့ရှိရင်အခုံလေးကဂျာထဲမှာတစ်ခုံးသာပဲရှိတော့ရဲ့နန်းနန်းဒီလေးရဲ့အဆုံးကမဟုတ်တော့ပြီးရင်တော့ချိန်သုံးခုဒီဘက်အဆုံးကိုဒီဘက်ကိုထိုးမပြောင်းတော့တအားကြာနေမှာဆိုလို့တပွင့်ပေါ်မှာတပွင့်မှန်လာမယ်ချိန်သုံးခုနဲ့ဒီကွင်းလေးထဲမှာအတိုင်းရေခုနတန်းရိုဒူးနဲ့တူတူပဲထိုးမယ်အဆုံးမှာလည်းထုံးစံနိုင်မယ်ထိုးပြန်လှည့်လာမယ်အခု၈တန်းမြောက်ကိုထိုးပြီးသွားပြီဆိုလို့ရှိရင်လည်းထုံးစံအတိုင်းချိန်သုံးခုနဲ့ပြန်လှည့်ပြန်လှည့်ပြီးတော့တပွင့်ပေါ်မှာကတပွင့်ဆိုတော့ နှစ်တိုင်းချိန်တစ်ခုနှစ်တိုင်းဒါကပုံမှန်ထိုးနေကြတိုင်းပဲဆက်ထိုးမယ်ပြီးရင်ချိန်သုံးခုလားဒါကိုရဲမြ၊ကိုရဲမြဆိုတော့ဒီမှာလေဒါဒီဒီထိထိုးပြီးသွားရင်ခုနှစ်တန်းနဲ့ဒီလိုလေးသူကဒီချိုးတန်းထားတဲ့အဆက်လိုက်တိုင်းကြည့်ရရင်တော့ပက်တန်ကဒါကိုရဲမြပြီးတော့ဟုတ်လား အခုထိုးနေတာကိုရဲမြကိုရဲမြဆိုဒီ ठी ကပြီးသွားပြီတိုင်းရေခုနတိုင်းပြီးလို့ရှိရင်ဒီမှာတပွင့်စားတက်တက်ပြီးလို့ရှိရင်ဒါထိုးစံအတိုင်းတိုင်းရှိရထိမှာကတိုင်းတူချိန်သုံးခုချိန်သုံးခုပြီးလို့ရှိရင်တိုင်းရေပထမဆုံးတိုင်းရေထိမှာ တိုင်းတူချိန်သုံးခုနောက်တစ်တိုင်းရေထိမှာကတိုင်းတူ ချိန်3ခုဒါကအောက်ကထိုးခဲ့တဲ့ pattern နဲ့အတူတူပဲနော်အလယ်နာလေးပဲနည်းနည်း꿰တာပါဒီနားမှာမမထိုးရင်လည်းအချိန်3ခု꿰လေးတွေရေးသွားပါနော်ခုနှစ်တိုင်းဆိုတော့ queen က6ခုရှိရပါမယ် queen 6ခုမပြည့်ရင်အဲ့ရစာမိုင်းအကုန်လုံးမမပါနော်ဒီချမ်းမြင်လေးနောက်ဆုံးတိုင်ထိတ်ကလေးကျန်ခဲ့တာပါလေမာမမဆိုရင်ပြန်ပြန်ကြီးပါနော်1 2 3 4 5 6 6ခုပြီလို့ရှိရင်နော်ချိန်3ခုနဲ့ ဒီဘက်ကတပွင့်ပေါ်မှာကတိုင်းရှင်းတဲ့အတိုင်းချိန်တခုတိုင်းရှင်းတဲ့အတိုင်းတပွင့်ပေါ်မှာခိုင်းလို့မျိုးပဲတပွင့်ထိုးပေးပါ ထိုးပြီးလို့ရှင်တော့ချိန်၃ခုနဲ့ဒီအလက်အခုံးလေးကဒီမှာတခုံးပဲကျန်တော့တယ်အဲ့ဒီတခုံးလေးရဲ့ထိမှာတိုင်းတို့သွားထိုးလိုက်ပါထိုးပြီးလို့ရှင်တော့ချိန်၃ခုနဲ့ဒီဘက်ချမ်းမထိုးခဲ့လို့ရဒီဘက်မှာတပွင့်ချိန်၃ခုဒီချိန်မှာချိန်၃ခုအခုံးလေးထိုးမယ်ထိုးပြီးတော့ပြန်လှည့်လာပေးပါဒီအလယ်နာလေးပဲမြင်ပြတော့မယ်နော် အခုကခါတိုင်းပတ်တန်အတိုင်းစတိုက်ထိုးလာရပါတော့ထိုးလာရင်လည်းဘယ်နဲ့တန်းမြောက်ဆယ်တန်းမြောက်ဆယ်တန်းမြောက်မှာဆိုလို့ရှင်လည်းဒီဘေးတွေကတော့ဗီဒီယိုရှင်မှာဆိုလို့ထက်ရိုက်မပြတော့ဘောတော့ဒီအခုံလေးထိုးတာဒုတိယတန်းဒုတိယတန်းရောက်သွားပြီပေါ့နော်အော်ဒီနာတိအာပုံမှန်အတိုင်းဒီအောက်ဖက်ဒီပက်တန်ထိုးတာ ਨੇ အတူတူပဲဆိုတော့ဆက်ထိုးလာပြီပါပြီးရင်ချိန်သုံးခု ਨੇ အပွင့်လေးပေါ်မှာကအပွင့်လေးပဲဆက်ထိုးမယ်အပွင့်လေးပဲဆက်ထိုးတာကဒီမှာချိန်တိုင်ရှင်းတဲ့အတိုင်းချိန်တိုင်ရှင်းတဲ့အတိုင်း လိုင်းရှင်းတဲ့တိုင်းထိုးပြီးတော့သူဘာဖြစ်သွားရည်လဲဆိုတော့ဒီမှာနှစ်တန်းမြောက်เนาะအခုံးလေးရဲ့နှစ်တန်းမြောက်ဆိုဒီတန်းရောက်သွားပြီအပွင့်လေးရဲ့အခုံးလေးငါကုံရဲ့ပြီးတော့အပွင့်လေးဒီထင်းဝင်ထိုးပြီးသွားတယ်ထိုးပြီးသွားလို့ရှိရင်ဒီအလဲကားကြတော့သူကဒီမှာလေထက်ဆက်စရာမရှိတော့မရှိတော့တဲ့အတွက်ဂျားထဲမှာဘာချိမ်းမှမချပဲနဲ့ဒီဘက်အပွင့်လေးဘောတခါတယ်တိုင်းရှိတရည်ရည်ပြီးလမ်းချိန်မယ်เนาะမင်းတရည်ရည်တိုင်းမြင်တော့မမြင်လိုက်မှာဆိုလို့တရည်ရည်ပြီးတော့ အပွင့်လေးတန်းထိုးပါမယ်အပွင့်လေးဆိုတာကနှစ်တိုင်းချိန်တစ်ခုနှစ်တိုင်းထိုးပြီးလို့ရှင်ကျန်တဲ့ဟာတော့ချိန်သုံးခုနဲ့ဒီအခုံးလေးတွေပေါ်မှာကတိုင်းတို့သုံးပွင့်အခုံးတိုင်းတို့အဲ့ဒါကစတိုက်ထိုးဒီဘက်ကနေလဲငကိုတိုင်းပြန်လဲလာဒီလဲနာတစ်ချက်ပြပါမယ် အခုမင်းပြောတယ်လို့မျိုးဒီချိန်ခွင်လေးလေးချိန်သုံးခုခွင်လေးတတန်းနှစ်တန်းထိုးပြီးသွားရင်သုံးတန်းမြောက်ပေါ့နော်တတန်းနှစ်တန်းပြီးဒီသုံးတန်းမြောက်အခုံလေးလေးကုန်းရှိတဲ့အတန်းတိုင်းမှာတတိထားမယ်လို့ပြောခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာပုံမှန်တပွင့်လေးမှာပေါ့နော်နှစ်ခုပါတယ်တပွင့်လေးကနေသုံးခုပါတယ်အပွင့်လေးပြောင်းသွားတာကအဲ့ဒီအခုံလေးကုန်းရှိမဲ့အတန်းမှာဒါကြောင့်မလို့ဒီအခုံလေးနှစ်တန်းထိုးပြီးတာနဲ့နောက်ပြန်ဆားမယ့်နေရာတိုင်းကဒီသုံးပွင့်နဲ့ပြန်ဆားပါတယ်ပေါ့နော်မင်းအဲ့ရှိပိုင်းထိုးတော့လည်းပြောခဲ့ပါတယ်။ဒီအတန်းရဲ့သူ့ရဲ့နောက်တတန်းရဲ့ကတတိထားရမယ်ဆိုတဲ့ဟာ အဲကြောင့်မလို့အဆုံးရောက်ပြီဆိုလို့ရှိရင်ဒီမှာချိန်သုံးခုထိုးပြီးတော့ပြန်လှည့်ပြန်လှည့်ပြီးလို့ရှိရင်ဒီစတဲ့နေရာမှာကနှစ်တိုင်းချိန်တက်ခုက၃ခါဖြစ်ပါမယ်ဒုတိယနှစ်တိုင်းချိန်တက်ခု နောက်ထပ်တတိယနှစ်တိုင်းအဲသတိထားပါမယ်ဘောနော်ဒီလိုချိန်ကွင်းလေးထိုးတာ၃၃တန်းမြောက်ရောက်အစတိုင်းမှာဒီလိုမျိုးဖြစ်ပါမယ်ပြီးရင်တော့ချိန်သုံးခုနဲ့ဒီလေကတော့ထုံးစံအတိုင်းတိုင်းတို့ချိန်သုံးခုတိုင်းတို့လာပါမယ် ဒီအတန်တိုင်းမှာချင်းခွင်းလေးက၄ခွင်းရှိရမယ်တခွင်းနှစ်ခွင်း၃ခွင်းလည်းမြဲချီသေးနေလို့တခြားလေးကျော၄ခွင်းပရောဂျက်နောက်တစ်ခုသတိထားရမှာကဒီမှာနန်းနန်းသေးလေးတစ်လုံးကနေဒီနှလုံးပွားလာတာပေါ့နော်ပွားလာရင်လည်းဒီလိုမျိုးအပွင့်လေးနှစ်ပွင့်ကြားထဲကဘာမှမခံရနဲ့အပွင့်လေးနှစ်ပွင့်တန်ပြီးဆက်ထိုးလိုက်တာကစုစုပေါင်းနှစ်တန်းရှိပါမယ်ပက်တန်တစ်ခါပွားတိုင်းမှာဒီမှာမင်းတို့ဇက်တိုက် ထိုးလိုက်တာနှစ်ပွင့်ဆက်တိုက်ထိုးလိုက်တာဒဒန်းထိုးပြီးသွားပြီးအခုဒီမှာ၄ခုနဲ့ကူလာပြီးတော့နောက်ထပ်နှစ်ပွင့်ဆက်တိုက်ကဒီဒဒန်းရဲ့ဒီဒဒန်းရဲ့နှစ်တန်းရှိပါမယ်ပြီးရင်အဲ့နှစ်ပွင့်ကပြန်ပွားလာမှာမဟုတ်လို့ပါဒါကြောင့်မလို့ဒီမှာအခုံးလေး၄ခုံထိုးပြီးလို့ရှိရင်ချိန်၃ခုနဲ့အပွင့်လေး၂ပွင့်ကိုဂျားထဲမှာပါဒီမှာနော်၂တိုင်းချိန်တစ်ခု၂တိုင်းအဲဆိုလို့ရှိရင်၃ပွင့်ပြီးသွားပြီဂျားထဲမှာပါချိန်မှမခံမဲနဲ့ နောက်တစ်ဝင်ထိုးပါမယ်နှစ်တိုင်းချိန်တက်ခုနှစ်တိုင်းပြင်းတော့ချိန်၃ခုနဲ့ဒီဘက်မှာအခုံးကချိန်၃ခုတစ်ခုံတိုင်းတို့ချိန်၃ခုနှစ်ခုံတိုင်းတို့ချိန်၃ခု၃ခုံတိုင်းတို့ချိန်၃ခု၄ခုံ၄ခုံပြီးလို့ရှိရင်ချိန်၃ခုနဲ့သူ့ရဲ့ဒီဘက်အဆုံးမှာလဲဒီ အပွင့်လေးက၃ခုအဖြစ်ပြောင်းထိုးရပါမယ်အစမှာထိုးခဲ့သလိုမျိုးပဲအဲကြောင့်မလို့နှစ်တိုင်းချိန်တခုအမေတန်နေဆိုရင်တိခံပေးပါနော်နှစ်တိုင်းချိန်တခုဒီတိုင်းမှာထိုးရမယ်အခုမင်းတို့ဒီမှာဆိုလို့ရှိရင်အပွင့်လေးပေါ့နော်ပွားတဲ့အတန်ပြီးပြီးပြီးလို့ရှိရင်ထုံးစံအတိုင်းချိန်၃ခုအတိုင်းရေတိုင်းစာနဲ့တက်မယ်ဒီလိုပွားပြီးလို့ရှိရင်နောက်တန်းကပါလာမှာလဲဆိုတော့ဒီလို ဒီသုံးခုပွားတာရဲ့အထိတ်မှာကဒပွင်းစာရဲ့ချိန်သုံးခုဒပွင်းစာအောက်ကပက်တာနဲ့တူတူပဲเนาะအောက်မှာထိုးခဲ့တဲ့ဟာနဲ့အဲကြောင့်မလို့ဒီချိန်ချားခဲ့တဲ့နေရာမှာဒပွင်းစာတိုင်းရှင်းနဲ့တိုင်းချိန်တစ်ခုတိုင်းရှင်းနဲ့တိုင်းဒါကဒပွင်းပြီးရင်ချိန်သုံးခုလာမယ်နောက်ချိန်ချားခဲ့တဲ့နေရာမှာလည်းတိုင်းရှင်းနဲ့တိုင်းချိန်တစ်ခုတိုင်းရှင်း မှတ်တာလာပြီးလို့ရှိရင်ကျန်လာကတော့မင်းတို့ထိုးနေကြတိုင်းပဲချိန်သုံးခုနဲ့ဒီပေါ်မှာကတိုင်တူနဲ့သွားပြင်ချိန်သုံးခုတခွင်နောက်တခွင်ထိတ်မှာတိုင်တူချိန်သုံးခုတိုင်တူချင်းတုံးကိုတိုင်တူအဲ့ဒါပြီးလို့ရှိရင်ချင်းတုံးကိုနဲ့ဒီအပွင့်နေရာအထိကပုံမှန်အတိုင်းပဲထိုးမယ်နော် တိုင်ရှည်နှစ်တိုင်ချိန်တစ်ခုတိုင်ရှည်ကနှစ်တိုင်ပြုလို့ရှိရင်မင်းပြောခဲ့တယ်လေဒီလိုမျိုးအပွင့်လေးနှစ်ပွင့်ရကြတာမှာဘာချိန်မှမခံမနဲ့ထိုးတာကနှစ်တန်းရှိတယ်လို့ပြောခဲ့တယ်သူ့ပက်တန်မှာဒီမှာနော်အပွင့်လေးနှစ်ပွင့်ရကြမှာချိန်မခံဘူးစက်တိုက်ထိုးတာနှစ်တန်းရှိတယ်အဲ့တော့မင်းတို့ကဒီနှစ်တန်းထိုးပြီးသွားပြီပြုလို့ရှိရင်ပြန်ပွားလာတယ်လို့ပြောတယ်ချိန်သုံးခုနဲ့ပြန်ပွားမယ်အဲ့တော့ဂျာထဲမှာကချိန်သုံးခုခံရတော့မယ်ပြုလို့ရှိရင်တော့ ဒီဘက်ကဟာကငကိုထိုးနေကြအတိုင်းပဲတိုင်းရှေးနှစ်တိုင်းချိန်တစ်ခုတိုင်းရှေးကမင်းချီပြင်းပြင်းဆွဲနေရလို့ချိန်သုံးခုတိုင်းတို့ချိန်သုံးခုတစ်ခွင်းတိုင်းတို့ချိန်သုံးခုနှစ်ခွင်းတိုင်းတို့ချိန်သုံးခုသုံးခွင်းတိုင်းတို့ ပြောလို့ရှင်ချိန်3ခုနဲ့ဒီဘက်မှာလိုမျိုးပဲဒီမှာ3ခုကနေတိုင်းရေး3ခုဒီလိုအပွင့်ပွားတာလေးကနေနှစ်ပွင့်သာထိုးရမယ်ဆိုတော့ဒီချင်းချခဲ့တဲ့နေရာမှာကနှစ်တိုင်းချင်းတစ်ခုနှစ်တိုင်းဒီထီးကတပွင့်ပင်ချင်း3ခုနောက်ကြထဲမှာလည်းနှစ်တိုင်းချင်းတစ်ခုနှစ်တိုင်း ချူရညင်ညင်နေလို့မတိုင်းဒီဘက်ကတော့ထုံစံအတိုင်းအစွန်းဆုံးချိန်ရနေပြီးတော့တိုင်းရှိတတိုင်းနဲ့အစုံသက်စုံသက်ပြီးတော့ချိန်သုံးခုနဲ့ပြန်လက်ချိန်သုံးခုနဲ့ပြန်လက်ပြီးအခုဒီမှာနော်ဒီပွားတဲ့အတန်းလေးထိပြီးသွားပြီးပြီးတော့ဒီအတန်းလာမယ်ဒီတန်းလာမယ်ဆိုလို့ချင်းဒီမှာကြည့်ကြည့်နော်တပွင့်ရယ် တတိုင်းချင်းသုံးခုတတိုင်းပြီးတော့တပွင့်အတာပါနဲ့တူလေဆိုတော့မင်းတို့ဒီမှာလေဒီအတန်းနဲ့အတူတူပဲဖြစ်သွားရင်နော်ဒီတန်းနဲ့အတူတူပဲဒီမှာနှစ်ပွင့်ပွားပြီးတော့တပွင့်လာမယ်တတိုင်းချင်းသုံးခုတတိုင်းဒီဥစ္စာလေးဆိုလို့ရှိရင်လည်းမင်းတို့ rowan rowan နဲ့အတူတူပဲလို့ပြောပြီးထိုးခဲ့တဲ့ဟာလေးလေအဲ့ဒါနဲ့အတူတူပဲဖြစ်သွားပြီဒါကလေထိုးကြည့်ရင်တော့ပိုပြီးနားလဲလွယ်မှာပေါ့မထိုးဘဲနဲ့ဒီ tutorial ရေပဲကြည့်ရင်တော့ရှုပ်ရင်ရှုပ်နေမှာပေါ့ဒီအတန်းနဲ့ ီပွားတဲ့အတန်းနဲ့အတူတူပဲပြီးတော့ဒီမှာ2ပွင့်ချိန်3ကို2ပွင့်ပွားလာတယ်2ပွင့်ချိန်3ကို2ပွင့်လို့ရှိရင်ဒီမှာဒပွင့်ပြင်းချိန်3ကိုဒီလို귀လေးပေါ့နော်တိုင်းချိန်ချိန်3ကိုတိုင်းချိန်တာလေးလာမယ်ဒီမှာလာလေးအကုန်လုံးကအတူတူပဲနော်ဒီအတိုင်းပဲမင်းဒီကနေဆက်ပြီးထိုးမပြတော့ဘူးနော်ဘာလို့ဗီဒီယိုကတအားချိန်နေပြီထင်တယ်ပြန် edit လုပ်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီမှာလေး နက်နက်ဒီနက်နက်ဒီပက်တန်လေးကိုမြင်ရလားမသိဒီမှာနက်နက်ဒီလေးအောက်ကဝါဖြောင်းမဟုတ်တော့ကြလေဒီမှာနက်နက်ဒီလေးတစ်ခုနက်နက်ဒီပက်တန်လေးနှစ်ခုဆက်ပွားရင်နက်နက်ဒီလေးသုံးခုအဲ့လိုမျိုးပဲသူကနဲ့သူအလိုက်တဲ့ပက်တန်ကအတူတူပဲဆက်ဆက်ပြီးပွားရုံပဲဆိုရိုဝန်အခုမင်းတို့ထိုးလာတာဟိုတကူထိုးပြတဲ့တကူမှဆိုလို့ရှိရင်ဒီနားထိဒါပြီးပြီးဒီပွားတဲ့ဟာပြီးပြီးဒီတန်းကနေပြီးဆက်ပြီးတော့ထိုးရုံပဲ။ ထိုးမှဆိုတော့နားလည်မယ်ထင်တယ်เนาะအဲ့ဒီထိုးကြည့်ပါမရရင်ရှေ့ဗီဒီယိုတွေပြန်ကြည့်ပေးပါเนาะသူကဘလောက်ကနေဘလောက်ကအတူတူပဲဆိုတော့ row 1ဟာ1 v အတန်းက1ဆိုတော့1 2 3 4 5 6 6တန်းကိုတကြော့ row 1ကနေ row 6ဒီ6တန်းကိုတကြော့နောက်ထပ် row 1ကနေ row 6ဒီ6တန်းဆို6တန်းတကြော့သွားပါမယ် row 6ဒီရရင် row 7က row 1နဲ့ row 7က row 1နဲ့အတူတူပဲဖြစ်သွားပါပြီ 126 126အဲ့ဒါကိုမှ Ruby ကိုလိုချင်တဲ့ဒီထိုးပါလာတီထူရမလဲဆိုလို့ရှိဒီလိုမျိုးခောက်ကြည့်လိုက်ပြီးတော့ဒီအရှိဒီအရှိကမင်းဆိုလို့ရှိရင်အင်ကြီးအင်ကြီးထိုးထားလဲပြမယ်နော်အင်ကြီးထိုးထားတာဒီမှာဒါဂျိုင်းဂျိုင်းဒါပခုံးပခုံးနဲ့ဂျိုင်းနဲ့ဒီလို white light လေးတော့ပါတယ်အဲ့ဒီ white clean နဲ့ဒီလိုမျိုးလေးကက်ကြည့်ဒီထိတ်ဆိုဒီထိတ်ပေါ့နော်ဒီလိုမျိုးလေးအလိုက်တင်လေး ကက်ကြည့်ပါကက်ကြည့်ပြီးတော့ကိုယ်ကဂျိုင်းပြက်ကွက်တိလို့ခြင်းနေဆိုလို့ရှင်တော့ဒီကွေးလိုက်တာနဲ့ဒီဂျိုင်းနာကွက်တိလေးရောက်နေတဲ့နေရာမှာရက်ချင်နေရတယ်အောင်လက်ကလေးနည်းနည်းရှေးပြီးလို့ခြင်းနေဆိုလို့ရင်းရင်းဆိုလို့ရှင်ဒီမှာလေးလက်အပိတ်လေးပေါ့နော်ဂျိုင်းပြက်မဟုတ်နဲ့လက်အပိတ်လေးလို့ခြင်းလို့ဒီမှာတက်လက်မဝင်ခြင်းလောက်ထပ်ပြီးတော့ထိုးထားပါတယ် အဲ့ဒီဝင်ကျင်အထိကိုလိုချင်တဲ့အစီအလိုလေးကတ်ကြည့်ပြီးတော့ထိုးပါထိုးပြီးလို့ရှင်မင်းအင်ကြီးတွဲနီးတွေကတော့မင်းရဲ့ YouTube tutorial တွေပညာဒါနာတွေအကုန်လုံးမှာပါပါတယ်အဲ့ဒီကနီးလေးတွေအတိုင်းလိုက်ရှာပြီးတော့ lighting လေးတွဲလိုက်ရပါပြီနားပဲအင်ကြီးနဲ့ဖြစ်ဖြစ်ဒီလိုလက်ကလေးရပါတော့ဝဲဝဲတော့ lighting ချိုးလိုက်ရင်ဒီဒီလိုပုံစံလေးပေါ့နော်ဝင်လိုက်ရင်တော့တော်တော်လာမှာဝဲဝဲပေါ့ပေါ့ကကလေးဖြစ်သွားပါတယ်ဒီပုံစံလေးပါဒါပညာဒနာပညာဒနာသင်ပြပါမယ်လက်ချုပ်တာတွေပါသင်ပါမယ်เนาะအခုကတော့ဒီလက်ထိုးနေတည်တတ်မယ်ပြီးတော့မလို့ပါ လော်လီဝင်ကဒီထွက်လာတဲ့အနားကသူ့အနဲ့သူအတွန်လေးတွေကချစ်ချက်လေးတွေဖြစ်နေတော့ဒါကိုအနားသက်သက်မတက်ပါဘူးဒီအဝိုက်ကလေးအတိုင်းပဲဇာနာလေးမျိုးပုံစံထားမှာပါဒီထိပါပဲရှင်ကျေးဇူးတင်ပါတယ်